ုံးမဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတော်အနေနဲ့ USSCC OG အတေလက်ထက်မှာရင်းခုန်စိတ်လှုပ်ရှားပွဲရာတွေဖြစ်လာအောင်မယ်ဆိုတဲ့သတင်းနဲ့အတူ Telegram ရဲ့အစိုးရရဲ့ Pavel Durov ရဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စစ်စစ်တင်ဆက်သူ Kiki ပါပထမအဆုံးသတင်းတပေါ်အနေနဲ့ USSCC OG အတေလက်ထက်မှာရေခုံစိတ်လှုပ်ရှားပွဲရတွေဖြစ်လာအောင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ USSCC ရဲ့34ရောင်းမြောက်ဥက္ကဋ္ဌအဖြစ်ပေါ်အပ်ကင်းတရားဝင်ကြံ့ကြင်လိုက်ပါပြီ။ထန်တရားရွေးကောက်ပွဲမတိုင်ခင်မှာတည်းက Grey Cancellor ကို USSCC ဥက္ကဋ္ဌအဖြစ်ကနေအလုပ်ဖြုတ်ဖြစ်ပြီး Credo Abeidu ပေါ်အပ်ကင်းကို USSCC ဥက္ကဋ္ဌအဖြစ်ခန့်အပ်မဲ့အကြောင်းတရင်တွေထွက်နေခဲ့တဲ့အတိုင်းအခုတော့တကယ်ဖြစ်လာခဲ့ပါပြီ။ Atkins ဟာ2002ခုနှစ်ကနေ2008ခုနှစ်အတွင်းမှာလဲ SEC Commissioner တယောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖို့တလို့အခုတော့ဥက္ကဋ္ဌအဖြစ် SEC ကိုပြန်လာခဲ့တာပါ ဒါပေမဲ့ Atkins ကို USSCC ဥက္ကဋ္ဌအဖြစ်ခန့်အပ်ဖို့အရေးကတော့ကြံ့ကြာမှုတွေရှိခဲ့ပြီးသူရဲ့ဗန္ဒာရေးပိုင်ဆိုင်မှုတွေကိုတင်ပြဖို့လိုအပ်ချက်တွေရှိခဲ့လို့ပါ Atkins ရဲ့ပိုင်ဆိုင်မှုတွေထဲမှာဒေါ်လာ10 million ပို crypto ရင်းနှီးမြှုပ်နှံမှုတွေပါဝင်နေကြောင်းလည်းသိရတာကြောင့် USSCC ဥက္ကဋ္ဌတယောက်အနေနဲ့လုပ်ငန်းခွင်အကျိုးစီးပွားပြည်ပခန့်တွေဖြစ်လာမှာကိုစိုးရိမ်သူတွေရှိကြပါတယ် Atkins ဩဃာဖြစ်မလာခင်ကြာကာလဩဃာ Mac Orator လက်ထက်မှာတော့ Crypto Company တော်တော်များများကိုဆွဲဆိုထားခဲ့တဲ့အမှုတွေကိုရုပ်သိမ်းပေးခဲ့ပြီး Crypto Task Force ကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။ Atkins လက်ထက်မှာတော့ US SEC ဟာ Crypto ETF ၆လပေါင်း80ကျော်ကိုခွင့်ပြုမပြုဆုံးဖြတ်ပေးရမှာဖြစ်ပြီး XRP, Litecoin, Solana တို့လိုနာမည်ကြီး altcoin တွေကစလို့ Bangu တို့ Doge တို့လို coin အသေးလေးတွေအထိပါဝင်ပါတယ်။ ဒါကြောင့်ဒီနေ့ထဲမှာ ETF တွေရဲ့အခြေအနေပုံမူတည်ပြီးရင်ခုန်စိတ်လှုပ်ရှားပွဲရတယ်ဖြစ်လာနိုင်တာကြောင့် line အရွေမှာအတူတူ like စီကြရအောင်ပါပါနောက်ထပ်သတင်းတော့အနေနဲ့ Telegram ရဲ့အစိုးရရဲ့ Buffer Duro ရဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ user တွေရဲ့ data တွေကိုအစိုးရရေးစီထုတ်ပေးမယ်အစားတက်ဆိုင်ရာနိုင်ငံဈေးကွက်တွေကနေထွက်ခွာမယ်အကြောင်း Telegram CEO Pavel Durov ကပြောလာပါတယ် Telegram ရဲ့ end-to-end data လုံခြုံရေးမှာအစိုးရကကြားဖြတ်ဝင်ကြည့်လို့ရနိုင်မဲ့စနစ်တွေထားရှိပြီး user တွေရဲ့ data တွေကိုခိုးကြည့်လို့ရနိုင်ဖို့အတွက်ကို EU ဘက်ကစ조사နေကြောင်း Duro ကဆိုထားပါဗျ။ EU ရဲ့တောင်းဆိုမှုကိုလိုက်ရောပေးလိုက်ရင် Telegram အနေနဲ့အကျိုးအမြတ်ပြန်ရမှာရှိပေမဲ့ ။လက်ရောပြီး user data တွေကိုအစိုးရလက်အမဲအစားနိုင်ငံစည်းကွက်ကနေထွက်ခွာဖို့ပို့အာတန်ကြောင့်လဲတုံ့ပြန်ထားပါဗျ။တကယ်လို့သာအစိုးရတွေကိုဒီလို backdrop asset ပေးလိုက်ရင်အစိုးရတွေစီကနေဟက်ခံရတာမျိုးဖြစ်သွားတဲ့အခါမတမာသူတွေလက်ထဲ user data တွေရောက်သွားနိုင်တာကြောင့် Telegram အနေနဲ့ private message တွေနဲ့ပတ်သက်လာရင်နည်းနည်းလေးမှကိုသူရရေးစီထုံးမပေးခဲ့ဘူးကြောင့်လဲဆိုထားပါဗျ။ ဒါပေမဲ့လည်းသူတို့တယောက်ပြည်တဲ့မှာခြေချုံမိနေချိန်တုန်းကတော့အချုပ် user တွေရဲ့ IP address တွေနဲ့ဖုန်းနံပါတ်တွေကိုအစိုးရအချုပ်စီလွှဲပေးခဲ့ဖို့ပြီးဒီထဲမှာ private message တွေမပါဝင်ကြောင်းဆိုထားပါဗျ။တကယ်တော့သူတို့အနေနဲ့ Telegram နဲ့ပတ်သက်လာရင် user privacy ပိုင်းနဲ့မကပဲ user တွေစီကနေငွေတောင်းချမ်းပြီး scan အရမ်းဆန်လာတဲ့ mini application တချို့ကိုလည်းစီစစ်ပြီးပိတ်သိမ်းတာမျိုးတွေလုပ်တင်တာပါ။ နောက်ကနေအစာပြုလိုက်တဲ့ Telegram mini application တစ်ခက်ဟာအခုချိန်မှာကောင်းတဲ့တင်ထက်မကောင်းတဲ့တင်ကပုံများလာနေပြီးပေးတိုင်းပြန်များတဲ့အထက်မှာ mini application တွေရှိဆုံးကပါဝင်နေပါတယ်။ဒါကြောင့်ဒီလိုကိစ္စတွေကိုတိတ်ချထိန်းချုပ်မှုမရှိရင်မခုံးမတကောင်ကြောင့်တလေတုံးပုတ်တယ်လို့တွန် ecosystem တစ်ခုလုံးရဲ့ရှေ့ဆက်အနာဂတ်ကိုပါထိခိုက်လာနိုင်ပါတယ်။ဒါကတော့မြန် crypto ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။